ီးကိုလှူလိုက်ပါပြီတဲ့လှူလိုက်တာလားလှူလိုက်ပါပြီတဲ့မိစ္ဆာဒိဋ္ဌိယူဝါဒတွေကိုဆုံးလှုပ်လိုက်ပါပြီအဲဆရာလေးကတော့အုံသီးကိုခွဲစားဖို့ယူသွားပါဦးမယ်တဲ့ဟန်တစ်ပါးကတော့၎င်းတီလရှင်တစ်ပါးကတော့၎င်းအဲ့ဒီဟာကိုဖျက်ဆီးပြီဆိုရင်တတရားခေါင်းပါတယ်အဲ့ဒီအတွက်ဘလူတရေတွေနှိမ့်ဆက်ခြင်းကိုခံရနိုင်တယ် ဒီဆရာလေးတစုံတစ်ခုဖြစ်တယ်ဆိုရင်ကျုပ်ကဂျင်စာတိုက်တာမဟုတ်ဘူးเนาะခမားတို့မျက်စွာပြားဟောတဲ့အရာကိုပြောပြတာအားလုံးပဲမင်္ဂလာပါမိုး channel လေးရရင်ကြိုဆိုလိုက်ပါတယ်မိုးတီနဲ့တင်ဆက်ပေးခြင်းတဲ့ video လေးရတော့ live ပေါ်မှာအရောက်မှာနာမည်ကြီးနေတဲ့ဆရာလေး KT Pantra ပေါ့เนาะအင်တယ်အရဲ့နှအုံးတီးကိုစွန့်ပြီးတော့ तू ကခွဲစားဖို့ယူသားမယ်ဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်ဒီလိုပြောလိုက်တဲ့အတွက်ဆရာလေး KD Pantra မှာအသက်အနည်းအရမ်းမစိုးရင်ရတယ်ပေါ့နော်နောက်ကိုဒီလိုမပြောဖို့အတွက်ဒီဦးလေးကြီးကနေပြီးတော့တတိပေးလိုက်တာပဲဖြစ်ပါတယ်ဒီလိုတည်းမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်ကြည့်တဲ့အမျိုးတွေလည်းပဟုတရသင်ခန်းစာရအောင်လို့ပြန်လည်တင်ဆက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်เออဒီမှာဆရာလေးကိုဒီမိသားစုကတော့အုံဒီကိုလှူလိုက်ပါပြီတဲ့လှူလိုက်တာလားလှူလိုက်တာတယ်နော်လှူလိုက်ပါပြီတဲ့မိစ္ဆာလေးဒီယူဝါဒတွေကိုဆွမ်း ဆုံးလွတ်လိုက်ပါပြီ။အမိစာလေးတွေယူလာတော့လည်းဆုံးလွတ်လိုက်ပါပြီတဲ့ဒီမိသားစုတွေက။ကဲဆရာလေးကတော့အုံးကြီးကိုခွဲစားဖို့ယူသွားပါဦးမယ်။ဟုတ်တယ်နော်။အဲ့ဒီမှာတကယ်မှလည်းအယူမှန်လို့ရှိမိမိရဲ့စိတ်တွေကကြည်လင်ရင်းကိုရပါလိမ့်မယ်။လူပေါ်ရဲ့နှစ်သာရဆိုတာစိတ်မနဲ့သာသနာမှာစိတ်မနဲ့အချင်းကောင်းနေတဲ့နေထိုင်ခြင်းဖြစ်တယ်။မိမိရဲ့အချင်းကောင်းချင်းမြတ်ကတာနဲ့မိမိကိုကောင်းကျိုးပေးတယ်။အခုတော့လက်ခံသွားပြီ။ဟုတ်ကဲ့အုံးဒီခွဲစားဖို့ယူသွားပြီနော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ထိပ်ပန်ထရာနဲ့နှအုံးဒီအကြောင်းလေးနည်းနည်းပြောပြခြင်းတယ် ဒီဆရာလေးကလိုင်းပေါ်မှာစပြီးတော့ဒီတရားတွေဟောတဲ့ကသူတရားတွေကလွဲချော်မှုတွေရှိတဲ့အတွက်ကျွန်တော်အကောင့်အဟောင်းမှာအများရန်သူ့ရဲ့အမားတွေကိုဘာမားနေလဲဘာမားနေလဲဆိုပြီးကျွန်တော်အများရန် comment ဝင်ရေးပြတယ်နောက်တစ်ခါအမျိုးသမီးလေးတယောက်ရှိပါတယ်ဟိုသူလည်းတရားတွေဟောနေသူအောက်မှာအဲ့လိုမျိုးတရားလူကျင်တဲ့လူတွေအယူဆနည်းနည်းလေးမှားသွားတယ်ဆိုရင်ဘာကမှားနေလဲဆိုပြီးတော့အရင်တော့အဲ့ကကျွန်တော် comment တွေဝင်ရေးပြတယ်ဒီထေကြီးပန်ထရာဆိုတဲ့ဒီလရှင်ဆရာကြီးက တရားဟောတဲ့နေရာမှာသူတရားတွေဒီနည်းနည်းလေးတိမ့်ချော်မှုလေးတွေရှိတယ်။အကုန်လုံးတော့မဟုတ်ပေမဲ့သူကိုနိုင်မတိထားတဲ့အရာတွေရှိတဲ့အတွက်အရင်တော့တည်းကကျွန်တော်ထောက်ပြဝေဖန်တယ်။ဒါပေမဲ့သူ့ရဲ့ပြဿနာက तू ကအရန်ကိုထင်ပေါ်ခြင်းစိတ်လေးနည်းနည်းရှိတယ်ပေါ့နော်။ထင်ပေါ်ခြင်းသိရှိတဲ့အတွက်သူ့ရဲ့လုပ်ရက်တွေကထင်ပေါ်အောင် လုပ်တဲ့ဒီနှအုံးသီးတွေလုပ်တဲ့ကိစ္စကဗုဒ္ဓဘာသာအဆုံးပါလည်းမဟုတ်သလို ဗုဒ္ဓဘာသာအယူဆလည်းမဟုတ်ဘူးဒါဒီကဟိုးရှိက ကျွန်တော်တို့အလွန်မတန်လေးစားတဲ့ဆရာတော်တွေလည်းဒါမျိုးလုပ်ခဲ့ကြတယ်ဆိုတော့သူတို့အမားတွေကိုသူတို့လည်းသိတယ်ချိန်ချိန်မှာသူတို့လည်းဒါတွေကိုရက်ပစ်တာတွေရှိတယ်အဲ့တော့ဒီနတ်အုံးကြီးကနတ်ကိုယ်ွယ်မှုကဗမာတွေရဲ့အယူဝါဒဖြစ်တယ်မြတ်စွာဘုရားက သူ့ကိုလာကိုယ်ွယ်လို့တပည့်လူကိုမကိုယ်ွယ်အောင်လို့ဘယ်တော့မှမတားမြစ်ဘူးအဲ့တော့ဒါလည်းမှန်နေပေါ့နော်ဒီလစ်စွေမင်းကြီး သူ့ကိုလာကိုကွယ်တော့မင်းတို့ဗလိနဲ့စာကျွေးမြဲကျွေးပါမင်းတို့ပူဇော်မြဲပူဇော်ကြပါအဲ့တော့မဆုပ်ယုပ်ကြောင်တရားဒီမှာလေဒီဟာဒီပါတယ်ဒါတွေက net တွေဆိုတာကမမြင်အပ်တဲ့ပုံကိုယ်ကြီးမမြင်အပ်တဲ့တတ္တဝါကြီးကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်အကယ်၍ဒီမိသားစုတစုကဒီနှအောင်ဒီကိုသူတို့ကိုနှိုက်ကဒီနှက်ကိုမကိုးကွယ်ခြင်းတော့လို့စွန့်ပစ်တယ်ဆိုရင်ဘာပြဿနာမှမရှိဘူးယဟန်တပါတိလရှင်တပါအနေနဲ့အဲ့ဒီလိုအလုပ်ကိုမလုပ်အောင် ဘာကြောင့်လဲလို့မေးလို့ရှင်သူတပတ်သူတပတ်သားရဲ့လက်လာဘာကိုပိတ်ဆို့တာဆိုတော့ဒီနှအုံးသီးကိုဒီအိမ်သားတွေကလှူဒန်းနေတဲ့အတွက်ဒီနှအုံးသီးမှာကက်ရောက်နေတဲ့မမြင်အပ်တဲ့ပုံကိုရှိတယ်ဒီအိမ်မှာစောင့်နေတဲ့နှက်တော်၎င်းဟာလာပုံမစိုးတစ်ခုခုပေါ့နော်မမြင်အပ်တဲ့အရာတစ်ခုခုဟာဒီနှအုံးသီးကိုအဆွဲပြုတ်ပြီးတော့အမိပြုတ်ပြီးတော့သူလက်လာဘာရနေတယ်အဲ့တော့ဒီနှအုံးသီးနဲ့အတူတူစွန့်ပြစ်လိုက်တဲ့အတွက်ဒီနှအုံးသီးကိုအမိပြုတ်နေတဲ့မမြင်အပ်တဲ့တတ္တဝါက လွင့်သွားသွားတယ် ွင့်ပေါ်သွားတဲ့အချိန်ကျရင်ဒီဆရာလေးကိုသူအညှိုးထားလိမ့်မယ်။သူ့ကြောင့်ငါဒီအိမ်ကနေထွက်သွားရတယ်ဆိုတဲ့အညှိုးထားရလိမ့်မယ်။ထားတဲ့အချိန်မှာဒီဆရာလေးကရင်ထဲမှာအဘိဇာရှိတယ်။ဖြက်စည်းလို့တဲ့ဆန္ဒရှိတယ်။အဘိဇာဆိုတော့ဖြက်စည်းတာ။သူတပတ်သားရဲ့လက်လာဘကို ဖြက်စည်းတာ။သူကြော်စုံးမှုအတွက်သူတပတ်သားရဲ့လက်လာဘကိုဖြက်စည်းတဲ့အတွက်သူ့ကိုမုန်းနေလိုက်မယ်။အဲ့ဒီမမြင်အပ်တဲ့ဘလူတရဲ့တပတ်ဆိုတဲ့အရာကြီးကသူ့ကိုမုန်းနေလိုက်မယ်။မုန်းနေတဲ့အချိန်မှာ သူတစ်ချက်နေပါတာနဲ့သူ့ကိုနှိမ့်ဆက်လိမ့်မယ်။အဲ့ဒီဆရာကြီးအနှိမ့်ဆက်ခံရနိုင်တယ်။မြတ်စွာဘုရားကမေတ္တာတုံ့တိုင်ဖြစ်လာတဲ့အကြောင်းအရာလည်းခမရတို့ကြားဖို့ပြီးသားဖြစ်တယ်။ကမ္မထာအားထုတ်နေတဲ့ယဟန်တွေကိုတောဆောင်နဲ့ဒီက6လက်လွတ်တာ။ကြာလာတော့ဒီယဟန်တွေရဲ့သီလအားနဲ့သူတို့မနေနိုင်ဘူးမနေနိုင်တော့ကမ္မထာအားလုံးထုတ်လို့မရအောင်လို့ဝိုင်းပြီး6လက်လိုက်တဲ့ခါကျတော့မြတ်စွာဘုရားရှိပြန်လာတယ်။အဲ့တော့မြတ်စွာဘုရားကမေတ္တာကမ္မထာပြီးတယ်။ တော့ယဟန်ကြီးရဲ့အဓိကလုပ်ကမေတ္တာပွားကိုပွားနေရတယ်မေတ္တာမထားလို့မရဘူးတရားဝါဒီအပေါ်မြတ်မေတ္တာစိတ်မရှိလို့ရှင်ယဟန်မမီဘူးတိလရှင်ကလည်းတရားဝါဒီအပေါ်မေတ္တာစိတ်ထားကြတယ်ဒီဆရာလေးကမေတ္တာစိတ်ကိုဖြတ်စည်းနေတာဖြစ်ခြင်းကြောင့်ဒီဆရာလေးသည်နေမားတဲ့အချိန်ကျရင်အနှိမ့်ဆက်ခံရလိမ့်မယ်အဲ့တော့ဒီဆရာလေးကဆရာလေးအတွက်ကိုပြပြနေသူ့သဘောနဲ့သူလုံနေတာတွေဖြစ်တယ်ဗုဒ္ဓအယူဆနဲ့တော့မဆိုင်ဘူးဒီနောင်အုံးကြီးတွေ ခုနပြောသလိုနတ်တွေကနှိမ့်ဆက်တယ်မေတ္တာတုံနဲ့ထားတယ်နောက်တစ်ခါတုတ်တန်တစ်ခုမှာမြတ်စွာဘုရားကဟောထားတယ်မေတ္တာတရားမရှိတဲ့ယဟန်တွေကိုတဲ့ဘလူတဲတပတ်တွေကဘလူချမ်းတွေကယခတွေကနှိမ့်ဆက်တယ်မြတ်စွာဘုရားကိုယ်နဲ့ဟောထားတဲ့တရားရှိတယ်အဲ့တော့မေတ္တာတရားမရှိတဲ့ယဟန်ကိုတော့နှိမ့်ဆက်နိုင်တယ်ဒီရှင်မောက်ကလန်ကိုတော့မြတ်ကြီးကိုတော့မှမာနကြီးကဘိုက်ထဲဝင်ပြီးနှိမ့်ဆက်တာအဲ့တော့နှိမ့်ဆက်တတ်တဲ့သဘောရှိတယ်မကောင်းတဲ့စိတ်ရှိတယ် တတဝါဒီပေါ်မှာလည်းမေတ္တာထားပြီးရတယ်။အဲ့တော့ဆရာလေးကမေတ္တာတရားကိုဖျက်ဆီးနေတာဖြစ်ဖြစ်တဲ့အတွက်သူဒီအချိန်ချင်းမှာတော့သူ့ကိုပြန်နှိပ်စက်ခံရလိမ့်မယ်။ကြောက်စရာဒါကသဘောတဘာဝသူ။အဲ့တော့နှအုံးသီးကိုကိုးကွယ်သည်ဖြစ်စီမကိုးကွယ်သည်ဖြစ်စီလူတယောက်ရဲ့ရင်ထဲမှာအစွဲရှိတယ်။အဲ့ဒီအစွဲကသူ့ကိုယ်၌လှုပ်လိုက်တာမဟုတ်လို့ရှိရင်ဒီအစွဲကပြုတ်မသွားဘူး။နှအုံးသီးတွေလှုပ်ပြက်လိုက်လို့လေအဲ့ဒီမိသားစုကနှအုံးသီးမရှိလို့မြန်တခုခုဖြစ်ပြီဆိုရင်ဒီနှအုံးသီးမရှိလို့မြန်ဖြစ်တာလားဆိုတဲ့အစွဲဆွဲပြီဆိုရင် နောက်ထပ်အကုသို့ထက်တက်တယ်။အဲ့ဒီအဆွဲကဒိဋ္ဌိဖြစ်လာ။ဒိဋ္ဌိဖြစ်လို့ရှင်ခတ်မတင်လို့ရှင်မရေဒီကြသွားနိုင်။သူကနေသူဓာကြီးကိုမလိုအပ်တော့ပါဘူးဆိုပြီးတော့ငါမကိုးကွယ်ဘူးကွာမင်းကိုမထားဘူးကွာဆိုပြီးလွှင့်ပြစ်လိုက်တာတမျိုး။အဲ့တော့မြတ်စွာဘုရားလက်ထက်တော်ခံမှလည်းရှိတယ်။ဇောတိကတတိနဲ့တူတယ်။ထားတယ်နာမည်မှားသွားရင်တော့ sorry နော်။ဖခင်เจ้าကနေပြန်လာပြန်လာပြီးတော့သူ့အိမ်ထဲဝင်တဲ့အချိန်မှာသူ့ခြံဆောင်နှက်က အဲ့တတိယခြံစောင်းနှက်ကမြက်စွာဖရားပေါ်မှာမကြည်ညိုမကြည်ညိုတဲ့ခါကျတော့သူအတန်ပြုတ်ပြီးပြောတယ်ဒီကရုံးလေးကိုလှူဒန်းနေလို့ဘာအကျိုးရှိမှလဲကွာမင်းလှူနေလို့လဲပတ်စံကုန်တာပဲဖတ်တယ်မှာအဲ့ဒါနဲ့ဟာဒီအတန်ငါ့ကိုဒီလိုပြောလိုက်တာဘာလို့လဲပေါ့လှမ်းပြီးမေးလိုက်တဲ့ခါကျငါခြံစောင်းနှက်ပဲမင်းငါခြံမှာမနေနဲ့တော့မောင်းထုတ်ပလိုက်တယ်သူ့ပိုင်နဲ့ခြံလေမောင်းထုတ်ပြစ်လိုက်လို့ရတယ်ဒါမျိုးလဲကိုကျော်ကြီးကိုမောင်းထုတ်ခဲ့ဘူးလေဒီကိုကျော်ကြီးဒီကားစဝယ်တဲ့အချိန်မှာဒီကားပေါ်မှာဘာလီပါလာလဲဆိုတော့ရိုးရလာတဲ့ဟို မြမြဆင်းတုလီတိတယ်မလားကိုကျော်ကြီးကဖျားပေါ်မှာကားမောင်းလို့ရှိရင်ဘယ်တော့မှဖျားဆင်းတုလို့ဖုံးကြီးပုံလို့မထားဘူးကားပေါ်မှာလူပေါင်းသူဘယုတ်ဒုက္ခပေါင်းသူတက်တဲ့အတွက်ဖျားရှိမှမဖွဲမရပြောဆိုတာမဖွဲမရလောက်တာကိုမနှက်တက်တဲ့အတွက်ကိုကျော်ကြီးကားပေါ်မှာဘယ်တော့မှဖျားဆင်းတုလို့ဆရာတော်ကြီးတို့ပုံလို့ဘယ်တော့မှမထားဘူးမောင်းလိုက်ရဲကားထဲမှာအဲ့တော့ဟိုးတော့ကအုံနာတွေကရှိတယ်ဒီဖြူနီခေါင်းပေါင်းစာလေးတွေထားတယ် ကိုကျော်ကြီးကအဲ့ဒါတွေယူပြီးအများကြီးလွှတ်ပြတယ်။မင်းငါကားပေါ်မှာမနေနဲ့ငါကားငါဆောင်းရှောင်းကိုကကားလေးဝယ်လာကားစားဆိုတော့ဒါလေးကိုခါတိုင်းကတော့ကားကြီးမောင်းနိုင်မောင်းနိုင်မှာကားပေါ်မှာဘာမှမထားဘူးအကုန်လွှတ်ပြတာဒီကားဝယ်ကားစားမှာအဲ့လိုမလွှတ်ပြမိလားအဲ့ဒါလေးဒီတိုင်းထားထားလိုက်တာထားလိုက်တော့ဘာဖြစ်လဲဆိုတော့ကားကွေးဖို့လှုပ်လိုက်တယ်ခိုးကလာနေတဲ့ကားကိုလှမ်းတားတယ်အဲ့ဒီကားရက်ပြီးတယ်ကွေးလိုက်တဲ့အချိန်မှာဘေးကကားအတင်းထိုးဝင်နေကိုကကွေးတယ်လို့ဆိုတော့အမှားဖြစ်နေတယ်ဒါပေမဲ့ तू က ဟိုဘက်ကရက်ထားပြီးတဲ့ကားကိုကြော်ပြီးတော့သူကဝင်လိုက်တာဖြစ်ချင်းတော့သူ့ကားကိုသွားထိမိလိုက်တယ်ယော်လိုက်ရတယ်တခါမိပွိုင်းကနေထွက်လိုက်တယ်ကိုလည်းထွက်လိုက်တယ်ဖုန်းကောက်ကင်လိုက်တဲ့အချိန်မှာအရှိရကားမိပွိုင်းအထွက်ကြီးမှာရုတ်ရက်ကြီးရက်လိုက်တယ်အနောက်ကလိုက်ရက်တယ်ဘရိတ်လည်းမိတယ်ကားကတရွတ်တိုက်ပါသွားတယ်အဲအဲ့ဒါမျိုးတွေပေါ့ဒါအခုနကိုကရက်လိုက်တယ်အနောက်ကနေတိုက်တယ်စိုက်ကဲဝင်တက်အမျိုးစုံတိုက်တာခဏခဏတိုက်ခံတယ်ဒီကားစဝယ်ကားစားမှာအဲ့တော့ ပြန်ပြီးစဉ်းစားတယ်ငါရဲ့အားနေချက်ပါရှိလေငါအားနေချက်ကြောင့်ဖြစ်တာမဟုတ်ဘူးဆိုတော့သိတဲ့အခါကျငါရဲ့အမောင်းမကြွန့်ကျင်ဘူးငါရဲ့အားနေချက်ကြောင့်မဟုတ်ဘူးဆိုတော့ဒါဆိုတခုခုကလွဲနေတယ်ဘာလဲဆိုတော့ဒီဟာဟုတ်ပြီအဲ့တော့ရှေးကလူကဒီအယုတ်ကိုဖျားအနေနဲ့လဲကိုးကွယ်ခြင်းကိုးကွယ်မယ်နတ်အနေနဲ့လဲကိုးကွယ်ခြင်းကိုးမယ်ပူဇော်ပတ်တာတိုက်ဒီလုံကောင်းလုံကောင်းနေမယ်ကိုကျော်ကြီးလက်ထက်မှာကိုကျော်ကြီးကဘာမှမလုပ်ဘူးမလုပ်တဲ့ခါကျတော့ तू မကျေနပ်ပုံရရတယ်အဲ့တော့အဲ့ဒီအယုတ်ကလေးကိုယူလိုက်တယ် ဒီနေ့ကစပြီးမင်းငါကားပေါ်မှာမနေနဲ့တော့ငါကားကိုငါစောက်ရှောက်မယ်မင်းလည်းစောက်ရှောက်เสียမလို့တော့ဘူးဆိုပြီးညောင်မင်းမှာတော့ဆွန့်လိုက်တယ်အဲ့ဒီနေ့ကစပြီးတော့ကားတိုက်မှုမဖြစ်ဘူးအတိုက်လည်းမခံရတော့ဘူးအဲဒီကားစဝယ်ကားစားရဖြစ်တဲ့ပြဿနာပေါ့နော်ဒါဒီလိုအခုနပြောသလိုဒီတခုတ်ခုတ်မှာမှီညမ်းပြီးနေတဲ့ပုံကိုယ်တွေကကောင်းတဲ့လူလည်းရှိတယ်မကောင်းတဲ့လူလည်းရှိတယ်မကောင်းတဲ့ပုံကိုယ်ကိုမောင်းထုတ်လိုက်ရတာကိုယ်ပိုက်ဆိုင်မှုအတွေ့ကိုယ်ပိုက်ဆိုင်မှုကနေမောင်းထုတ်လိုက်ရတာပြဿနာမရှိတချို့ကြတော့ကိုယ်အိမ်ငားနေရတယ်အဲ့ဒီအိမ်ငားနေတဲ့နေရာမှာ ်ခုနပြောသလိုတရေတို့အဲ့လိုချ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 ိုတို့အတန်ကြားတယ်နှအုံးသီးလေးကိုယ်ွယ်လိုက်တဲ့အချိန်ကျမှအဲ့ဒါပျောက်သွားတယ်အဲဒါသူတို့ရဲ့အစွဲတွေနဲ့ရှိဒီပုံမှာကာကွယ်ဆောင်ရှောက်တဲ့ပုံကိုရှိတယ်ဒုက္ခပြီးတဲ့ပုံကိုရှိတယ်ဒုက္ခပြီးတဲ့ပုံကိုဆိုရင်နှင်ထုတ်လိုက်ရတာပြဿနာမရှိဘူးကိုကိုတကယ်ဆောင်ရှောက်နေတဲ့ပုံကိုဟာလာကိုအိမ်မှာတကယ်နေတဲ့အိမ်ဆောင်နဲ့သူကလည်းသီလသမားကြီးရှိတဲ့ကိုပေါ်လည်းလေးစားတယ်ကိုကိုလည်းပြန်ပြီးကိုညီဆောင်ရှောက်နေတယ်သူကဒီနှအုံးသီးလေးကိုအစွဲပြုတ်ပြီးနေတယ်မောင်တင့်တယ်မဟုတ်ဖ ೇನೆ အိမ်မှာဆောင်နေတဲ့နတ်ပုံမမြင်ရတဲ့နတ်ပုံ အဲ့ဒီနတ်ကဒီနတ်အုံးသီးလေးကိုအမိပြုပြီးကိုယ့်ရဲ့လူစော်မှုပူတန်းမှုတွေနဲ့သူကအဲ့ဒီပုံမှာစားတောက်နေရတယ်ဆိုရင်ကိုယ့်ကိုလည်းတကယ်စောင့်ရှောက်နေတယ်ဆိုရင်စွန့်ပစ်မိလို့ရှိရင်ကိုယ့်အတွက်အန္တရာယ်ရှိတယ်။အဲ့တော့မကိုယ်ကိုရဘူးလားကိုယ်ကိုရတာလားကိုပြောတာမဟုတ်ဘူး။အစွဲရှိနေတယ်လုံနေတယ်လုံနေတဲ့အတိုင်းကအကောင်းကျိုးပေးနေတယ်ဆိုဆက်လို့။အကောင်းကျိုးမပေးဘူးလားလှုပ်ပလိုက်။အဲ့ဒီလိုမဟုတ်ဘဲနဲ့ယဟန်တစ်ပါးကတော့၎င်းတိလရှင်တစ်ပါးကတော့၎င်းအဲ့ဒီဟာကိုဖြတ်စည်းပြီးဆိုရင် ရနေတဲ့မမြင်တဲ့ပုံကိုရလက်လာဘောက်ကိုဖျက်ဆီးတာဖြစ်တယ်။အဲ့ဒီပုံကိုရဖျက်ဆီးခြင်းကိုလှုပ်လိုက်တဲ့အတွက်အဲ့ဒီယဟန်ကအဘိဇာရှိရဲ့သူတစ်ပတ်သားရဲ့လက်လာဘောက်ကိုပိတ်ဆို့တာဖြစ်တယ်။မေတ္တာတရားခေါင်းမာတယ်။အဲ့ဒီအတွက်ဘလူတရေတို့ရဲ့နှိမ့်ဆက်ခြင်းကိုခံရနိုင်တယ်။ဒီဆရာလေးတစုံတစ်ခုဖြစ်တယ်ဆိုရင်ကျုပ်ကကျင်းစာတိုက်တာမဟုတ်ဘူးနော်။ခမရတို့မျက်စွာပြားဟောတဲ့အရာကိုပြောပြတာ။အဲ့ဒါဆိုရင်တော့ဒီဆရာလေးလှုပ်တဲ့အကျိုးကိုပြန်ခံစားရတာပါ။တရားရှိနေလို့ဒုက္ခရောက်တာမဟုတ်ဘူး။တခါတည်းပြောလိုက်မယ်နော်။ တရားရှိနေလို့ဒုက္ခရောက်တာမဟုတ်ဘူးဒီဆရာလေးလှုပ်ထားတဲ့လှုပ်ရက်တွေကမေတ္တာမဲ့တဲ့လှုပ်ရက်တွေဖြစ်တယ်ဒီဆရာလေးဒုက္ခရောက်ခဲ့လို့ရှိရင်သူ့ကိုပြန်ပြီးဒုက္ခပေးတာလို့မြင်မှာတရားနဲ့ဘာမှမဆိုင်ဘူးလို့နားလည်ကြပါဆရာလေးဟုတ်ပြီနော်ဟုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့ဒီဦးလေးကြီးကတော့ဆရာလေး KD Pandra ကိုတတိပေးလိုက်တာပေါ့နော်စိုးရိမ်မျိုးအခုကြည့်နေတဲ့အမျိုးကြီးလည်းဘဟုတရတင်ငက်ဆိုင်ရအောင်လို့ပြန်လဲမျှောင်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြဝဠာတွေကိုလည်းဗီဒီယိုလေးရအောင်မှာ comment လေးတွေရေးပြလို့ရပါရဲ့ရှင့် နောက်ထပ်လည်းမုတ်ဆက်လီတဲ့တဲ့နေဟာတာဗီဒီယိုလေးဘူးတတိုင်ရက်ဆရာဗီဒီယိုလေးတို့နေ့စဉ်တိုင်းတိဆက်ပေးတတ်မှာမို့မော channel လေးကို like and subscribe နဲ့တပ်ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား